ရာဇဝဲမှုကျူးလွန်ပြီးတော့ရာဇဝဲပြစ်ဒဏ်ခံနေရတဲ့ထောင်ကျတွေပေါ့နော်အဲ့ထောင်ကျတဲ့လူတွေ ਨੇ ဒါအာဆီယံထူးကိုယ်စားလှယ် ਨੇ ဒါတွေ့စရာတွေ့ပေးစရာအကြောင်းမရှိဘူးဆိုပြီးတော့ပြောချလိုက်တာပေါ့နော်ဒါနိုင်ငံဥဆောင်တဲ့သူတွေရဲ့ post တွေမှာအဲ့လိုမျိုးကွန်မန့်ပေးတာဒါ react ပေးတာ like ပေးတာဒါမျိုးတွေလုံရဲလုံကြည့်ဆိုတဲ့ပုံစံမျိုး ਨੇ တမင်ချင်းချောက်ပြလိုက်တာလို့လည်းဒါယူဆလို့ရတယ်ပေါ့နော် လာပါဒီကနေ့ကအော်တိုဘာလ30ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိမယ်သတင်းကောင်းတွေရှိမယ်ပြီးရင်စစ်ကောင်စီမှုံယုံနေတဲ့အကြောင်းတွေပါမယ်ပေါ့နော်ပထမဆုံးတော့ဒါကျွန်တော်တို့ TNL TNL ကစစ်ကောင်စီနဲ့ပြစ်ခတ်ရစဲလိုက်တယ်သဘောတူလက်မှတ်ထိုးလိုက်တယ်အဲနောက်ပိုင်းမှာဒါမိုးကုတ်မိုးမိတ်ကိစ္စမျိုးတွေပေါ့နော်လှုပ်လှုပ်ရှားရှားဖြစ်သွားရရှိတယ်ပြီးတော့ဒါနဲ့အတူပဲပေါ့နော်ဒီလိုမျိုးဒါတို့တို့သဘောတူပြီးတော့လက်မှတ်ထိုးလိုက်တာနဲ့အတူတူပဲဒီတော်လိုင်းတက်ဖွဲ့တွေဘက်ကထုတ်ပြန်ချက်တွေတစ်ခုပြီးတစ်ခုထုတ်ပြန်လာတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီနေ့ဒီချိန်ထိ ဆရာနာရှင်အမြင့်ပြည့်ရေးပေါ့နော်ဒါ Federal Democracy စနစ်ရရှိရေးအတွက်ကိုနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်ကိုစ조사ပန်းစားနဲ့တောက်လျှောက်တိုက်ပွဲဝင်လာခဲ့တာဒါဒီနေ့ဒီချိန်ထိပဲပေါ့နော်ဒါပေမဲ့ဆက်ပြီးတော့လည်းတိုက်ပွဲဝင်သွားမယ်ဘလို့အခက်အခဲဘလို့အတားအဆီးအကြီးမားဆုံးဘာတွေပဲကြုံကြုံပေါ့နော်ဒေါ်လာရင်းတက်ဖွဲ့တွေကဆက်ပြီးတော့ဒါပြည်သူတွေအတွက်လှုပ်လှုပ်သွားမယ်ဆိုပြီးတော့ဂရီကိုတွေပေးတဲ့ထုတ်ပြန်ချက်တွေလည်းအများကြီးထွက်လာတယ်ဒီအပေါ်မှာလည်းဒါပြည်သူကကျင်းတဲ့အားရမှုရှိတယ်ဒီချိန်မှာဒါပြည်သူတက်ဖွဲ့တွေကဒါအခွင့်အရေးအခွင့်အရေး ်ငါတို့ဘာလဲဆိုတာကိုလုတ်ပြနိုင်မယ့်အခွင့်အရေးဆိုပြီးတော့လေဒါကျွန်တော်ပြောခဲ့တကယ်လဲအဲ့ပုံစံမျိုးပဲပေါ့နော်စစ်ကောင်စီရဲ့အခုလိုမျိုးဒါဂျင်းတဲ့ချက်တဲ့ကာလတွေပေါ့နော်ရွေးကောက်ပွဲနီးလာတဲ့အခြေအနေမျိုးမှာနေရာဒေသအစုံကိုလိုက်ပြီးတော့ဖိနှိပ်နေတဲ့ဟာတွေကဒါအခုဆိုပို့ဆိုးလာတယ်အဲ့တော့ဂျင်းတဲ့ချက်တဲ့ကာလတွေကိုရအောင်ဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့ဟာတွေကလည်းအာတပ်ဖွဲ့တွေကြားမှာပေါ့နော်ဟိုအမခံတဲ့ဟာတွေဂရိဝတ်ပေးတဲ့ဟာတွေကအများကြီးတွေ့လိုက်ရတယ်ဒါကလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေရှိသလိုဒါကြောင့် KIA နဲ့ဒါပြည်သက်တပ်ဖွဲ့တွေကလည်းဒီရက်ထက်မှာနောက်ထပ်ခေါလံဘူးဒေတာကစကန်နှစ်ခုကိုဆက်သိမ်းလိုက်တယ်ပေါ့နော် ီလာထဲမှာကြီးပဲတိန်းနဲ့စကန်၄ခုရှိသွားပါတော့လက်ရှိမှာဒါ KAI ကခေါလန်ဘူးအဲခေါလန်ဘူးမှာရှိတယ်ပါတော့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်စကန်၂ခုကိုထပ်ပြီးတော့တိန်းပိုက်လိုက်တယ်အရှိန်ကောင်ဒေတာကငါကြလာအဲမားရင်လည်းမားလိမ့်မှာပါတော့အဲအဲရွာမှာတက်ဆွဲထားတဲ့ပြည်သူစစ်စကန်အဲအဲစကန်ရဲ့ပြီးရင်နန့်ချင်းရွာကစကန်ရဲ့ပါတော့အဲဥစားကို KAI နဲ့ဒါဘူဝါတပ်ဖွဲ့တွေက29 28နှစ်ရက်မှာတိုက်ခိုက်တိန်းပိုက်နိုင်ခဲ့တာဖြစ်တယ်ပါတော့အဲ့တော့ တရက်ကိုစကန်တစ်ခုနှုံးနဲ့တင်းလိုက်တာတင်းပိုက်ခဲ့တယ်အဲ့တော့စစ်ကောင်စီထိခိုက်တိုက်ဆုံးတာတွေအများပြားလဲရှိသလိုလက်နက်ခဲယံရရှိရလဲရှိတယ်ပြီးရင်ကျွန်တော်တို့မေးမြန်းမှုအရာပေါ့နော်မေးမြန်းလို့သိရတာတွေအရာဆိုရင်အရှင်ဖမ်းမိတာတွေလဲရှိတယ်ပေါ့မကြားခြင်းမူးမကြားခြင်းမူးအရှင်ဖမ်းမိတာတွေလဲရှိတယ်ဆိုပြီးတော့ဒါသိရတယ်ပေါ့နော် KIA အနေနဲ့ဒါအော်တိုဘာလအတွင်းမှာဒီခေါလန်ဖူးမြို့နယ်တွေကစစ်ကောင်စီနဲ့ပြည်သူ့စစ်စခန်း အားလုံးပေါင်း၄ခုအထိကိုဒီတလအတော်အတွင်းမှာတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်တင်ပိုက်ထားပြီးဖြစ်တယ်။ခေါလန်ဖူးမြို့နယ်ကဒါလန်တန်းရွာနဲ့ဒါမခေါန်တန်းရွာကစခန်းနှစ်ခုကိုအော်တိုဘာ27မှာတိမ့်နေပြီးတော့ဒါဒီနေ့29 28မှာနောက်ထပ်ပြည်သူ့စစ်စခန်းနှစ်ခုထပ်တိမ့်နေပါတော့အဲ့တော့အားလုံးပေါင်း၄ခုရှိတယ်။စစ်ကောင်စီကဒီခေါလန်ဖူးစခန်းတွေကိုစတင်တိုက်ခိုက်တင်ပိုက်ခံရတဲ့ချိန်မှာဒီ KIO KIA နေမြေတွေကိုပေါ့နော်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာ17နေရာ ဆက်တနေရာအထိကိုဒါဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်။ဘုံကျဲတဲ့နေရာအများစုကလန်ဆယ်ဒေသထဲမှာဖြစ်ပြီးတော့ဒီတိုက်ပွဲဖြစ်တဲ့နေရာနဲ့တခြားစီပဲတိုက်ပွဲဖြစ်တဲ့နေရာတွေမှာသူတို့မကျဲပဲနေပါတော့။တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေကျဲတယ်။ပြည်သူလူထုရှိတဲ့နေရာတွေကျဲတယ်။ဖျားเจ้าတွေကိုကျဲတယ်ပေါ့နော်။အဲလိုပုံစံမျိုးတွေနဲ့ပဲဒါအယတပြစ်မှတ်တွေကိုပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခဲ့တာတွေ့ရတယ်ဆိုပြီးတော့ဘုံကျဲတော်ဘူးကပြောတယ်ပေါ့နော်။အဲ့တော့စစ်ကောင်စီကတိုက်ပွဲထဲမှာအထိနာတယ်ဆိုတာနဲ့ပြည်သူလူထုနေထိုင်တဲ့ပြစ်မှတ်တွေကိုပဲတောက်လျှောက်ဒါ တိုက်ခိုက်နေတာမျိုးတွေတွေ့နေတာပေါ့ဗျာအဲ့တော့ဒေသခံပြည်သူတွေရောပေါ့နော်ဒါတိုက်ပွဲနေရအနီးအနားမှာရှိကြပါလေဆိုတော့ပြည်သူတွေအနေနဲ့လည်းပို့ပြီးတော့ဂရုစိုက်ကြမှာဖြစ်တယ်စစ်ကောင်စီသူအထိနာပြီးဆိုတာနဲ့မဲမဲမြင်အောင်အကုန်ပတ်ပြီးတော့လုပ်တယ်ပေါ့နော်ဟိုနေ့ကဆိုလဲအခါတတော် A နဲ့ဒါ PDF တွေဒါပူပေါင်းပြီးတော့တိုက်နေကြတဲ့နေရာမှာပေါ့နော်ဒါပစီကျေးရွာကိုတရွာလုံးကြေထွက်သွားအောင်အထိပေါ့နော်ဒါဘုံလုံးရင်30ကျော်အလောက်ထိကိုကျဲပြတဲ့ပုံစံမျိုးတွေရှိလာတော့ဒါဒေသခံတွေအနေနဲ့ပို့ပြီးတော့ဂရုစိုက်ရမယ့်အပိုင်းတွေရှိလာပြီအဲ့တော့အဲ့ဒါလည်းအရေးကြီးတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် မြေပြင်မှာတော့ဗောနော်တကယ်လုံနေတဲ့အဖွဲတွေအများကြီးရှိတယ်ဆက်ပြီးတော့လုံနေတုံးပဲလုံးဝစိတ်တကြခြင်းမရှိဘူးဗောနော်အဲ့တော့ပြည်သူတွေအနေနဲ့လည်းစိတ်တကြစရာမရှိဘူးပြီးရင်ဒါကြောင့်ဒီတနေရာထဲမှာပဲတိုက်ပွဲဖြစ်နေတာမဟုတ်ဘူးဗောနော်နိုင်ငံရဲ့နေရာအနှံ့ပြားမှာတိုက်ပွဲတွေဖြစ်နေတာအဲ့တော့ကျွန်တော်တို့တွေကစူးစူးစီးစီးနဲ့ဗောနော်အင်အားစုတည့်ထွက်ပေါ်လာအောင်လုပ်မယ်ပြန်ပူပေါင်းပြီးတော့တိုက်ပွဲဝင်ကြမယ်။ဒါပူကောင်းတဲ့စနစ်တင်နဲ့သွားကြမယ်ဟေးဆိုရင်စစ်ကောင်စီကိုအရင်လိုပဲထပ်ပြီးတော့အနိုင်ယူနိုင်နေမှာဖြစ်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်တို့လုံလောက်တဲ့ထောက်ပံ့မှုတွေလိုအပ်တယ် ပြည့်စုံတဲ့ဒါကုညီမှုတွေလိုအပ်တယ်ပေါ့နော်အဲ့ဒီအပိုင်းတွေမှာတော့ဒါကြောင့်ပြည်သူတွေကဝိုင်းပြီးတော့ပံ့ပိုးပေးကြဖို့လိုတယ်ပေါ့နော်အဲ့တော့မြေပြင်မှာတော့ဒါတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတော့မယ်တိုက်ပွဲတွေဒါနေရာတော်တော်များများမှာဇက်တိုက်ဖြစ်နေတော့မယ်အောင်မြင်မှုတွေလည်းရှိနေတော့မယ်ပေါ့နော်နောက်ထပ်ကဒါစစ်ကောင်စီဒီရက်ထဲမှာမုံယိုတဲ့ကိစ္စရှိတယ်ဇုံမဲလုံးပေါ့အဓိကတော့ဇုံမဲလုံးမုံမုံယိုနေတာဘာလို့လဲဆိုတော့သူတို့အာဆီယံအစည်းအဝေးမတက်ရဘူးအဲမတက်ရဘူးဆိုပြီးတော့ဒါဆက်ပြီးတော့ပြိပင်ခံလဲရတဲ့အပေါ်မှာ မကြင်မနက်ပုံစံမျိုးဖြစ်နေတဲ့ဟာတွေတွေ့ရတယ်ဗျအဲဒါကြောင့်မလို့ပေါ့နော်ဒါသူကဒီထောင်ကျနေတဲ့ယာစွေးသားများနဲ့ပေါ့နော်ဒါအာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးတွေသူပြောတာရှိတယ်ဒီအာဆီယံဒါကျွန်တော်ရှင်းမှာပြောခဲ့တယ်ဒီဟာနဲ့ပတ်သက်လို့ကျွန်တော်တို့တိတ်တော့မျှော်လင့်စရာမရှိဘူးပေါ့နော်စစ်ကောင်စီကဘာပြောပြောဂယူဆိုင်မဲ့ကောင်မဟုတ်ဘူးဆိုပြီးတော့ပြောခဲ့တယ်အဲဒါကြောင့်တော့ဒီမလေးရှားကိုပေါ့နော်ဖိတ်ခေါ်တဲ့ဒါမလေးရှားဝန်ကြီးချုပ်ရဲ့ဖိတ်ခေါ်ချက်ကိုတချို့သူတို့ဖန်ဆီးအချင်းချထားတဲ့သူတွေကိုသူတို့လွှတ်ပေးမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ပြောခဲ့တယ်အခုပြောတဲ့အတိုင်းပဲသူတို့လည်းဒီတိုင်းပဲထပ်ပြီးတော့ ထုတ်ပြောလာတယ်ရှိတယ်ဗောနော်အဲ့ထက်မှကျွန်တော်မခန်းကျင်စရာကောင်းတဲ့ဟာရှိတယ်ဗျအဲ့ဒါဘာလဲဆိုတော့ဒီရာဇွေးသားလို့တုံးတုံးလိုက်တဲ့ဟာပါပဲဒါဆိုတော့အဲ့လိုကိုတုံးတုံးလိုက်တဲ့ပုံစံပဲရာဇွေးမှုကျူးလွန်ပြီးတော့ရာဇွေးပြစ်ဒဏ်ခံနေရတဲ့ထောင်ကြတွေဗောနော်အဲ့ထောင်ကြတွေနဲ့ဒါအာဆီယံထူးကိုယ်စားလှယ်နဲ့ဒါတွေ့စရာတွေ့ပေးစရာအကြောင်းမရှိဘူးဆိုပြီးတော့ပြောချလိုက်တာဗောနော် ဲ့ဒါကတော်တော်ကိုမယိုင်းဆုပ်ပဲလေဗျာဆိုတော့အခုဒါလူလူကောင်းဆောင်ရှိတယ်မေစုရှိတယ်ဗောနော်သမရာကြီးရှိတယ်ပြီးရင်ဒါအကြီးကဲတွေရှိတယ်ဒါမတရားဖန်ဆီးအကျဉ်းချခံထားရတယ်ဒါနိုင်ငံရေးကျင်းသားတွေရှိတယ်အများကြီးဗောဗျာအဲ့လိုကောင်းဆောင်ပိုင်းတွေရှိတယ်အဲ့လိုလူတွေအကုန်လုံးကိုသူကရာဇဝတ်မှုတွေနဲ့သူကပုံမှန်တပ်လိုက်တဲ့ပုံစံမျိုးပဲရာဇဝတ်သားလို့ပြောလိုက်တာဗောနော်အဲ့ဒါတော်တော်ယွန်စရာကောင်းတယ်ဗျာရာဇဝတ်မှုဘသူကလှုပ်တာလဲဒီကောင်တွေပဲလှုပ်နေတာနေစဉ်နဲ့မြတ်ပုံကျဲတာတွေတက်ဖြတ်တာတွေဒီကောင်တွေပဲလှုပ်နေတာ လုံးဝသူတို့ဖမ်းထားပါလေဆိုတော့မတရားသဖြင့်ဖမ်းဆီးခံထားရတဲ့သူတွေကအဲ့လိုလုပ်တယ်တခုမှလုပ်ခဲ့တဲ့သူတွေမဟုတ်ဘူးတကယ်ကိုတိုင်းပြည်ကောင်းမှုအတွက်ကိုစ조사လှုပ်ဆောင်ခဲ့တဲ့သူတွေဖြစ်တယ်ပေါ့နော်အဲ့ဒါတော့မှပဲသူတို့ကဒါမနာလို့မုန်းတီးတဲ့စိတ်တွေနဲ့အခုလိုမျိုးလုပ်တယ်ဒီမှာအခုကိုထပ်ပြီးတော့ဒါစကားအရာနဲ့ထပ်ပြီးတော့မိုက်ရိုင်းပြန်တယ်ပေါ့နော်အဲ့တော့ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ထောင်ကျတယ်ဆိုပြီးတော့ပြောချလိုက်တာပေါ့နော်ရှေ့မှာလည်းအဲ့လိုပဲဒါတသက်ခိုင်တို့ဘာတို့က ီဇော်မဲလုံးတို့မရောက်နိုင်တို့ပြောစီခြင်းတဲ့စကားတွေသူတို့ပြောမဲ့စကားတွေကိုလိုက်ပြောခဲ့တာရှိတယ်ဒါမေဆုနဲ့ဒါသမရာကြီးကိုဒါစောစောကကပြောခဲ့တာရှိတယ်ဗောနော်နိုင်ငံရေးပုံမှန်မဟုတ်ဘူးဗောနော်ဒါလက်စားလို့ဘာလို့ညာလို့ဆိုတဲ့ပုံစံမျိုးညမမရိုင်းပြောခဲ့တာရှိတယ်အခုလဲဒါဇော်မဲလုံးတို့ကတကယ်ဒီပုံစံတိုင်းနေကြီးပဲဒီကောင်နေအဲ့လိုပုံစံမျိုးနဲ့ထပ်ပြီးရောစော်ကားလိုက်တဲ့ဟာလည်းရှိတယ်အဲ့တော့ဘယ်ကောင်ကျူးလွန်တာလဲပြီးတော့ထောင်ကြတယ်ထောင်ကြတယ်ဆိုပြီးတော့သူကတုံးလိုက်ထောင်ကြတယ်မဟုတ်အဲ့မတရားဖန်ဆီးခံထားရတာလေသူတို့ဘာအပြစ်မှမလုပ်ဘဲနဲ့ဖန်ဆီးခံထားရတာလေ အပြစ်လုပ်တယ်လို့ဆွဆွဲခံရပြီးတော့မှဒါအခုလိုမျိုးအကျဉ်းချထားတာလေအဲ့တော့အဲ့လိုလူတွေကိုအခုလိုမျိုးဒါနှုတ်ရရောပေါ့နော်ကိုရရောနှိမ့်ဆက်ညှဉ်းပန်းတာတွေလုပ်တဲ့အပြင်ကောင်မှပေါ့နော်စော်ကားမော်ကားပြောနေတာတွေကတော်တော်လေးယွန်စရာကောင်းတယ်အဲ့ဒါဘာလို့လဲဆိုတော့သူတို့အစည်းအဝေးတက်ခွင့်မရလို့အစည်းအဝေးပိတ်ပင်ခံရလို့ဒီကသူတို့လည်းမျှော်လင့်မှာပဲဒီအစည်းအဝေးတက်ခွင့်ရသွားပြီဆိုရင်သူတို့လာမယ့်ကာလမှာသူတို့တွေပို့ပြီးတော့အရေးတာနိုင်တဲ့အခြေအနေတွေသူတို့ဖန်တီးနိုင်မှာဒါပေမဲ့ဒီဥစ္စာကိုဆက်ပြီးတော့ပိတ်လိုက်တယ်ဒါတက်ခွင့်မရဘူးအဲ့တော့ မုံယိုပြီးတော့မမတ်ရဲပုံစံမျိုးတွေထွက်ပြောလာတယ်တော်တော်ကိုယုံကြကောင်းတဲ့ကောင်းနေပါတော့ပြီးတော့ဇော်မဲလုံးကလည်းဒီဥစ္စာကိုမကြည်မနှက်နေတာမဟုတ်ပြသူတို့တအုပ်စုလောကမကြည်နှက်တာအဲ့တော့ဘာလဲဆိုတော့ဒီအာဆီယံတိတ်သီးအစည်းအဝေးကိုတက်လာခဲ့တဲ့သူတို့ရဲ့ဒါစစ်အုပ်စုရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်းအတွင်းဝင်ပါတော့အတွင်းဝင်ပဲသူတို့တက်ခိုင်းခဲ့တာ အဲ့အတွင်းဝင်ဒါဥဟောက်ခန်းဆုံးဘာလဲကွယ်အကောင်အကောင်ကပေါ့နော်သူကမလေးရှားနိုင်ငံမှာကျင်းပတယ်ဒီ58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုသူတက်တယ်တက်တဲ့အချိန်မှာသူဘာပြောလဲဆိုတော့မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေရင်ပေါ့နော်အာဆီယံပေါ်ထိကြိုက်လာမယ်ဆိုပြီးတော့လေသူကပြောခဲ့တာတွေရှိတယ်အာဆီယံအခြေခံမှုကိုစန့်ကျင်ပြီးတော့မြန်မာနိုင်ငံပေါ်ခွဲခြားဆက်ဆံနေတာဟာတဲ့အာဆီယံနိုင်ငံတွေရဲ့စီးလုံးညီညွတ်မှုကိုထိကြိုက်စေနိုင်တယ်ဆိုပြီးတော့သူကပြောခဲ့တာရှိတယ်သူမကြည့်နဲ့ဘူးပေါ့ဗျာဒီဥစ္စာကိုတက်ခွင့်မရလို့ပေါ့နော်အဲ့တော့သူတို့ကအခုကြမှအမယ်ခွဲခြားဆက်ဆံခံရလို့သူကမကြည်မနှက်ဖြစ်တယ် သူတို့လှုပ်ခဲ့တဲ့လှုပ်ရက်တွေကိုကြတော့သူတို့ကထည့်ပြီးတော့မစင်စားဘူးထည့်ပြီးတော့မတွက်ဘူးသူတို့လူမဆန်တာကြီးလှုပ်ခဲ့တဲ့ဒီသဘောတူညီချက်၅ရက်ကိုသူတို့မလိုက်နာခဲ့ဘူးအဲဒါကြောင့်မလို့ရှင်းရှင်းလင်းလင်းပဲမင်းတို့မလိုက်နာဘူးဆိုရင်အကောင့်ထဲမပေါ်ဘူးဆိုရင်ဒီကိုမလာနဲ့ဆိုပြီးတော့ပြောလိုက်တာသူက စိတ်နာနေတာဗျစိတ်ကောက်နေတာဗျပြီးရင် तू မမှန်ရန်ပြောသွားသေးရမယ်လူမိုက်လို့လို့ဘာလို့မိုက်ကြီးခွဲပြောသွား तू ပြောတဲ့စကားပေါ့နော်ဇုံမဲလုံးပြောတဲ့စကားအဲ့ဒါဘာလဲဆိုတော့အာဆီယံဥက္ကရာရဲ့အထူးကိုယ်စားလှယ်လာတိုင်းပေါ့နော်ကျွန်ုပ်အနေနဲ့ဖြစ်နိုင်တဲ့လက်ရောနိုင်တဲ့သူတွေနဲ့တွဲဆုံနိုင်ရေးအစိုးရအဖွဲ့တွေအပြင်နိုင်ငံရေးပါတီတွေနဲ့တွဲဆုံနိုင်ရေးဆောင်ရွက်ပေးခဲ့ပါတယ်တကယ်ဟုတ်သလားမဟုတ်သလားသူတို့ကသူတို့သိတယ်ပေါ့နော်အဲသူတို့ပြောတဲ့စကားတွေကဘယ်လောက်တောင်မှပေါ်ပန်း၄၀ပြောလဲဆိုတော့ဒီရာဇွေးမှုကျူးလွန်ပြီးတော့ရာဇွေးပြစ်ဒဏ်ခံနေရတဲ့ထောင်ကြတွေနဲ့တော့ဒါကျွန်တော်တို့တွဲဆုံခွင့်ပေးနိုင်ချင်မှပေးပါမယ်တဲ့ ဘယ်နိုင်ငံမှာရောတွေ့ဆုံခွင့်ပေးပါလဲလို့မေးခွန်းထုတ်ချင်ပါတယ်။အာသူတို့မိုက်ကြီးခွဲနေတာဒီကောင်နေ။သူတို့ကိုဒါဟိုမမတ်ရန်ပုံစံမျိုးတွေပြောဆိုနေတာပေါ့ဗျာ။နောက်တစ်ခုကအာဆီယံအဖွဲ့အများအားလုံးရဲ့လွတ်လပ်မှုအချုပ်အချာအာဏာပိုင်မှုဒန်းတူညီတူရှိမှုနဲ့နေမြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာခြင်းပြင်အာဆီယံအဖွဲ့အစည်းများရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိတဲ့အခြေခံမှုတွေကိုအမြဲသတိပြုဖို့လိုပါလေဆိုပြီးပြောခြင်းတယ်။ငါတို့လှုပ်ရှင်ရလှုပ်မယ်ကွာမင်းတို့ငါတို့လာမပြောနဲ့ပါတော့မင်းတို့လည်းမင်းတို့တွင်ထဲမှာတော့ငါတို့ကိုလှုပ်ထားရဲဆိုပြီးတော့အညိုတစ်ထားတဲ့ပုံစံမျိုးတွေတွေ့ရတယ်။စိတ်နာဆုံးကတော့ခုနလိုပေါ့နော်။သူတို့ကပဲရာဇဝိပြစ်မှုတွေကျူးလွန်ပြီးတော့ပေါ့နော်။အဲသူများကိုဆွဆွဲတာတွေလွှတ်ချတာတွေပြောဆိုသုံးလုံးတာတွေကတော့တော်တော်လေးယွံစရာကောင်းတယ်ပေါ့နော်။အဲနောက်တစ်ခုကဒါသူတို့ဒီရက်ထဲမှာပဲပေါ့နော်။ဒါဒီရက်ထဲမှာဖြစ်သွားတဲ့ဟာရှိတယ်။အဲ့ဒါပါလဲဆိုတော့ဒီဇလန်း ဇလန်သူရဲ့ဝါရဖြတ်ဇကားပေါ့နော်အဲ့ဇကားကိုဘာလဲခေတ္တမိုင်းကိုဘာဘာဒုံဆိုင်ဘာဘာဘလို့လုံးမဲ့ကောင်းတယ်အဲ့အဲ့အဲ့ကောင်းနေအဲ့ဇလန်ပေါ့နော်အဲ့ဇလန်နဲ့ပတ်သက်လို့တရုတ်ဆောင်တဲ့သူတွေကိုဝေဖန်နေဆိုရင်ပြင်းပြင်းထန်ထန်အရေးယူမယ်ပေါ့နော်အဲ့ဇလန်ကိုဝေဖန်နေဆိုရင်ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုပြီးတော့လေဒါချင်းချောက်တာတွေရှိလာတယ်အဲ့ကောင်းနေတော်တော်ချင်းနေဆိုးနေတာပေါ့နော်သူတို့ရှေ့မကြည့်နောက်မကြည့်တွေကိုပြောဆိုနေတဲ့အနေအထားတွေဖြစ်လာတယ်ပြီးတော့ဒီစစ်ကောင်စီပြန်ကြားရေးကပေါ့နော်ရုပ်ရှင်တရုတ်ဆောင်တဲ့အားလုံးမလာမနေရဆိုပြီးတော့ ာဒီနေ့နေ့လယ်နေခင်းတနားရီမှာဗောနော်အစီဝေးခေါ်ထားတယ်ခက်သမိုင်းကိုဒုံဆိုင်မဲ့သူများကိုဒါသူကဘာဖြစ်လဲဆိုတော့ဒီ vibe call လောက်တာနဲ့ social punishment လောက်တဲ့ဟာကအယံထိရောက်သွားတယ်အဲ့ဟာတွေမဟုတ်ဘူးထိုင်းမှာပြမယ်ဆိုတဲ့ဒါပြောတန်လာအေးနေဝင်အဲ့ရိုက်တဲ့ဟာကအစဗောနော်အာပြည်သူတွေကဝိုင်းပြီးတော့ဒါအခုလိုမျိုး bike ကလုတဲ့ခါကျတော့သူတို့တော်တော်လေးအထိနာသွားတဲ့ပုံစံဖြစ်မယ်အဲ့လိုဖြစ်သွားအောင်မလို့ပေါ့နော်ဒါပြည်သူတွေကဖဲကျင်ထားတဲ့တရုတ်ဆောင်နေ အဲအဲ့ဒီဟာတွေကိုသူတို့ကဒီကုမ္ပဏီတွေကမတုံးတော့တာတွေဆက်ပြီးတော့မရိုက်တော့တာတွေဖြစ်လာတာကြောင့်မလို့အခုလိုမျိုးအစည်းအဝေးပါခေါ်ပြီးတော့မလာမနေရဆိုတဲ့ပုံစံမျိုးနဲ့တက်ခိုင်းနေပါတော့။အဲပြီးတော့ဒါဒီဥစ္စာတွေကိုပြန်ပြီးတော့သူကဆက်ပြီးရိုက်ဖို့အတွက်ဖိအားပေးဖို့ရဲ့ပြီးရင်ကောင်တာပြန်လုပ်ဖို့ဆိုပြီးတော့ဒါအကြမ်းပြန်တိထားရတယ်ပေါ့နော်။ကျွန်တော်ကအဲ့လိုကြိုတိတယ်ဆိုရင်တော့ဝမ်းသာစရာပဲ။ဘာလို့လဲဆိုတော့ဒီကောင်နေလှုပ်လာမယ့်အကွက်တွေကစီဇန်တိုင်ပင်ပြီးမှလှုပ်တဲ့ဟာတွေဆိုတဲ့ဟာကိုကျွန်တော်သိပြီ။ဒီကောင်နေအခုစီဝေးခေါ်တဲ့ရည်ရွယ်ချက်ကဘာလဲ။ဟိုနားလို့ ဖိအားပေးပြီးတော့ဆက်ပြီးတော့ရိုက်ခိုင်းမှုဟာတွေရှိမယ်သဘောတူခိုင်းမှာတွေရှိတယ်ခေါင်းငိန်ခိုင်းမှာတွေရှိတယ်နောက်တစ်ခုကဒီဘက်ကဒေါ်လာအင်အားစုတွေဒေါ်လာပြည်သူတွေကိုပြန်ပြီးတော့ဒီဥစ္စာနဲ့ကောင်တာပြန်လုံမယ်ဆိုတဲ့ဟာမျိုးရှိအဲဒီရွေချက်တွေကျွန်တော်သိပြီဆိုရင်ဒီကောင်တွေလောက်လာတဲ့ဟာတွေကိုကျွန်တော်ထိုင်ပြီးတော့ရည်နေရုံပဲအဲ့ဒါကောင်းတယ်လေအဲ့လိုမျိုးသိထားတာတကယ်မိုက်ပါတယ်အဲပြီးတော့အခုလိုမျိုးဒါတိအောင်လုပ်ပေးတဲ့အဖွဲ့တွေကိုလည်းတကယ်ကျေးဇူးတင်တယ်ပေါ့နော်နောက်တစ်ခုကစစ်ကောင်စီရဲ့ရုပ်မာကောက်ကျစ်မှုပေါ့အဲ့ဒါပါလဲဆိုတော့ဒီဒရိုက်တာမိုက်တီပြီးဒါတိအောင်ဆောင်ကျော်ဝင်းထုတ်အုံတိုင်း ဒီအဖွဲ့တွေပေါ့နော်ဒီ၃ယောက်ကိုဒါဖမ်းဆီးတယ်ပေါ့နော်ပြီးတော့အခြားဖမ်းဆီးခံရတဲ့သူတွေလည်းရှိတယ်ပေါ့နော်အရှိပြီးတော့ဒါစစ်ကြောရေးကိုပို့ထားတဲ့သူတွေလည်းရှိတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒီ၃ယောက်ကတော့ဒါမီဒီယာပေါ်မှာတက်လာတယ်ပေါ့ဗျာတက်လာတယ်အဲ့ဒါကဒီအထွေထွေရွေးကောက်ပွဲနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှာကာဝယ်ပေးရေးဥပဒေနဲ့အရေးယူဆောင်ရွက်သွားမယ်တဲ့အဲ့ဥပဒေနဲ့သူတို့ဖမ်းဆီးနေတာကအယောက်60လောက်ရှိပြီဆိုပြီးတော့လည်းသိရတယ်အဲ့တော့ဒီ၃ယောက်ကတော့ဒီဇက်ကားနဲ့ပတ်သက်လို့အခုလိုမျိုးဒါမမရေရင်ဒါဖမ်းဆီးခံရပြီပေါ့ဗျာအဲ့တော့ ဘာတွေတွတ်တွေ့ရလဲဆိုတော့သူတို့ဘာများလှုပ်လို့လဲဆိုတော့ဒါအပြစ်ကြီးကြီးမားမားဘာများလှုပ်လို့လဲဆိုတော့တွတ်ကြည့်ရဒီ left react ပေးတာမျိုးတွေပေါ့နော်ဒီတော်လန်အမှုပညာရှင်တွေရေးတဲ့ဒီဇက်ကားနဲ့ပတ်သက်တဲ့ post တွေမှာပေါ့နော်ဒါလိုမျိုးဒါ like အသေးလေးပေးတာလို့ like ပေးတာလို့ဒါမျိုးပုံစံမျိုးတွေကိုမှတ်ထားတယ်အဲပြီးတော့သူရဲ့ဇက်ကားပေါ့နော် ခုနဝါရဖြန့်တဲ့ policy ဇက်ကားအဲ့ဇက်ကားရဲ့ post တွေမှာအဲ့လိုမျိုးဟာဟာပေးတာလို့ဘာလို့ဆိုရင်မှတ်ထားပြီးတော့အခုလိုလောက်တာဆိုပြီးတော့လည်းသိရတယ်ပေါ့နော်အဲပြီးတော့ဒါသူတို့တင်ထားတဲ့ ဟာတွေဆိုရင်သူတို့ကိုလုံးဝအပြစ်တင်ဝေဖန်တယ်ဆိုတဲ့ဟာထက်ပေါ့နော်သူတို့ကိုဘာမှကိုမပြောရသေးဘူးသူတို့ရဲ့ဒီဒီဒီခုနဖမ်းဆီးခံရတဲ့၃ယောက်လုံးတင်ထားတဲ့ post တွေကိုပြန်လိုက်ကြည့်တဲ့အခါမှာပေါ့နော်စစ်ကောင်စီဇာကားကိုပွင့်လင်းလင်းအဲ့လိုဒေအီးဝေဖန်ထားတဲ့ဟာတော့တခုမှမရှိဘူးပေါ့နော်ရေးသားထားတဲ့ဟာလေးတွေကြည့်မယ်ဆိုရင်ဒါ Director Mighty ကဘာရေးထားလဲဆိုတော့ဒါအဖြူနဲ့အမဲအမှန်နဲ့အမှားဓမ္မနဲ့အရဘကိုဆင်ကျင်နိုင်တာပညာတဲ့ဒါပဲဘာမှမပါဘူးအဲ့ဇာကားကမမှန်လို့လားကျွန်တော်ပြောတာခဲ့ ဲ့စကားမမှန်လို့သူတို့ဖမ်းတာလားဒီစကားကိုရေးလို့ဖမ်းတယ်ဆိုရင်ပြောပါလေဒီစကားကတကယ်မမှန်တဲ့ဟာမဟုတ်လို့လားဒါဘယ်သူနေဘယ်နေရာကနေပဲကြည်ကြည်ဒါဒါအမှန်တရားပဲအဲ့ဥစ္စာကိုရေးလို့ဆိုပြီးတော့ဒါမဲ့အခုလိုမျိုးဒါဆွဆွဲပြီးတော့ဖမ်းစီတာပေါ့ဗျာအဓိကတော့သူတို့လုတ်တဲ့ဟာတွေကိုသဘောမတူဘူးသူတို့လုတ်တဲ့ဟာကိုမကြိုက်ဘူးလို့ယူဆတဲ့ post တွေအဲ့လိုဟာမျိုးတွေဆိုရင်ရေးသားလို့ဆိုပြီးတော့ဒါ like ပေးလို့ react ပေးလို့ဆိုပြီးတော့ဖမ်းစီတာမျိုးတွေရှိလာတယ်ပေါ့နော်အဲနောက်တစ်ခုဒါ online ကဘာပြောလဲ online ကကြတော့ ငါ့ကိုပြောပြောနေတဲ့သူတွေအခုမြင်ပြီလားဗောနော်မမြင်ရသေးရင်သွားရှာကြည့်လိုက်ဗောနော်သွားရှာကြည့်တော့လေအဲပြီးရင်ဘသူကပါဆိုတာသိလိမ့်မယ်ဗောနော်မသိကြအောင်ဆောင်ပြလိမ့်မယ်ပြောနေတဲ့သူတွေပုံနေလိမ့်မယ်အဲ့ဒါတဘာဝတွေလေအဲ့လိုပဲရေးတာဘာမှဒီခေတ္တမိုင်းကိုဒုံဆိုင်မဲ့ဟာတွေဘာတွေဘာမှမပါဘူးနှာခေါင်းနဲ့ထဲထိုးမဲ့ဟာတွေဘာမှမပါဘူးဗျာအဲ့ဥစ္စာမပါတဲ့ဟာကိုလေဒါသူတို့ကသူတို့ဘက်ကလုတ်တဲ့ဟာကိုဒါမလိုလားတဲ့ပုံစံမျိုးဖြစ်နေတယ်ဗောနော်အဲပြီးရင်သူတို့ဘက်ကခေါ်ပြီးရိုက်တဲ့ဒီအမှုပညာရှင်တွေကို ဒါခွဲခြားတဲ့ပုံစံမျိုးမလိုလားတဲ့ပုံစံမျိုးပြောတယ်ဟေ့ဆိုပြီးတော့ယူဆပြီးတော့ဖမ်းဆီးတာဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ခုဒါတရုတ်ဆောင်ကျော်ဝင်းထုတ်ကလည်းသူရေးထားတဲ့ဟာဒါဒရုန်းစားတွေနဲ့ရဝန်းတူပဲစိတ်တက်မြင့်မြတ်သူတွေအများကြီးရှိနေတယ်ကွာတဲ့ပတ်ချုံပြီးတော့ဆဲဆုံနေတာတော့အဆင်မပြေဘူးပေါ့နော်အရာရာအဆင်ပြေနေတာမဟုတ်ပေမဲ့လိပ်ပြာတန့်ကျင်တယ်ပေါ့နော်အမောင်နဲ့မသွားကြည့်ဘူးခက်ခဲတာတွေကိုအခုထိတောက်ခံနေရပါတော့ငါနေခဲ့စားခဲ့ဝတ်ခဲ့စီးခဲ့ရတာပဲလေနောက်တစ်ချိန်ပြန်ဖြစ်လာနိုင်တာပဲဆိုတော့စိတ်တစ်ခုနဲ့ရှင်သန်စေပါတဲ့ပြုံးနေပျော်နေနောက်နေတယ်ဆိုပေမဲ့တချို့ကိုချင်းစာစိတ်နဲ့နှစ်သိမ့်အားပေးနေတယ်ဆိုပေမဲ့ ကျွန်တော်လက်ရှိတချို့ရက်တွေကဒါငိုနေတာဘယ်သူမှမသိသလိုပေါ့နော်ပြောပြစရာအကြောင်းရှိပါဘူးတဲ့အဲကိုလိုပဲဘယ်သူမှမသိအောင်ငိုနေရတဲ့သူတွေရှိပါလားလို့တွေးပြီးတော့ကိုချင်းစာကြရင်အရာရာစင်ပြေမဲ့နေ့ရောက်လာမှာပါပြုံးနေတိုင်းပျော်နေတိုင်းဆဲနေတယ်ဟောင်းနေတယ်တတိုက်သိစေဖို့ကိုဆိုလိုတာပါပေါ့နော်ဒီလိုမျိုးပဲရေးထားတာဘာမှဟိုတင်အောင်ဆိုးလို့ဘာလို့လဲမပါဘူးကျွန်တော်ပြောရိုက်တဲ့ကောင်ရိုက်တဲ့တာကောင်ပေါ့နော်ဘာပန်းမြို့တော့လားပန်းမြို့တော့ပန်းမြိုင်လေလားမသိဘူးကွာအဲ့ကောင်ရိုက်တာတင်အောင်ဆိုးဆိုတဲ့ဒါစစ်တပ်ကကောင်ပေါ့နော်အဲ့ကောင် အဲ့ကောင်တွေရဲ့နာမည်လည်းမပါဘူးသူတို့ရိုက်တဲ့ဒုံဆိုင်တဲ့ဟာလည်းမပါဘူးခေတ်ရဲ့သမိုင်းဆိုတဲ့ဟာလည်းမပါဘူးဘာမှမပါဘူးလူပဲဗျာကိုယ့်ရဲ့ဒီ social media ပေါ်မှာကိုယ်ပိုင်တဲ့ wall ပေါ်မှာကိုယ်ကြိုက်တာရေးမယ်ဗျာဒါပေမဲ့အဲ့ဥစ္စာကသူတို့ကိုသွားပြီးတော့ထိခိုက်နစ်နာစေတဲ့အချိန်ကြိုက်ပေါ့နော်သူတို့ကတွေးနေကြအဲ့လိုမျိုးထိခိုက်နေတာရှိတယ်ဆိုရင်သူကလုံးဝခွင့်လွန်မပေးဘူးဆိုတဲ့ပုံစံမျိုးတွေ့ရတယ်အဲ့တော့သူတို့ကိုစောင်းမြောင်းပြီးတော့မပြောနဲ့လေတန်လေးနဲ့တောင်မှစောင်းမြောင်းပြီးမပြောနဲ့မျက်စောင်းလေးတောင်လှည့်မထိုးနဲ့ငါတို့ကဒါမျိုးလှုပ်ပြမှာဆိုပြီးတော့ဗီဒီယိုကိုကြောက်တရားထည့် အဲ့ဒါကကျွန်တော်ဒီပြည်သူကိုပါတဘာတဲ့ချင်းချောက်လိုက်တာနဲ့တူတူပဲဒီလိုဖမ်းဆီးပြလိုက်တယ်ဆိုတဲ့ဟာကအေးတော်လိုင်းတက်ဖွဲ့တွေရဲ့ဒီ post တွေအဲတော်လိုင်းဆယ်လီတွေရဲ့ post တွေဒီလိုမျိုးပေါ့နော်ဒါနိုင်ငံဥဆောင်တဲ့သူတွေရဲ့ post တွေမှာအဲ့လိုမျိုး comment ပေးတာဒါ react ပေးတာ like ပေးတာဒါမျိုးတွေလုံရဲလုံကြည့်ဆိုတဲ့ပုံစံမျိုးနဲ့ တမင်ချင်းချောက်ပြလိုက်တာလို့လည်းဒါယူဆလို့ရတယ်ပေါ့နော်ပြီးတော့ဒီ director mighty ဆိုရင်လည်းသူကရွက်ောက်ပွဲနဲ့ပတ်သက်လို့ရွက်ောက်ပွဲနဲ့ပတ်သက်လို့ဒါ2015မှာပေါ့နော်သူရိုက်ခဲ့တဲ့ဇကားနဲ့သူတို့ကိုသူ့ကိုညှိုးနေတယ်ဆိုတဲ့ပုံစံမျိုးလည်းသိရတယ်အဲ့တော့ကြောင့်ဘလိုပဲဖြစ်အမြဲတမ်းမှစောင့်ကြည့်ပြီးတော့ဘသူ့ကိုဘလိုဒုက္ခပေးရမလဲဆိုတဲ့စိတ်မျိုးနဲ့ပဲဒီကောင်တွေကလိုက်ပြီးတော့ရုပ်မာနေတာပေါ့နော်အဲ့ဒါကတော်တော်လေးယွန်စရာကောင်းတယ်ပေါ့နော်ပြီးတော့ဒါမကြိုက်ရင်မကြိုက်ဘူးလို့တောင်မှပြောလို့မရတဲ့အနေထားကိုကျွန်တော်ပြည်သူတွေကရင်ဆိုင်နေရတာပေါ့ဗျာအဲ့ဥစ္စာကတော်တော်လေးယွန်စရာကောင်းတယ်ပေါ့နော်အာနာရှင်ဆိုတာအဲ့ဒါပဲ တို့လှုပ်သမျှဟာအကုန်လုံးကအမှန်တို့လှုပ်တဲ့ဟာကိုပဲအားပေးရမယ်တို့နဲ့ဆန့်ကျင်နေဆိုရင်နည်းနည်းလေးမှကိုမရဘူးစကားလေးနဲ့တောင်ပြောလို့မရဘူးငါတို့ကဒီလိုလှုပ်ပြမှာဆိုတဲ့ပုံစံမျိုးတွေကိုအထင်းသားမြင်ရတယ်ပေါ့နော်အဲ့တော့အားဒါအာနာရှင်ပဲအာနာရှင်အခုလိုမျိုးဒါနိုင်ငံကိုချေလေချင်တိုင်းချေလေနေတဲ့နိုင်ငံရဲ့အာနာကိုရယူပြီးတော့လှုပ်ချင်တိုင်းလှုပ်နေတဲ့ဆိုကနေကရုံးနိုင်ငံသားတွေကဒီလိုဘွားကနေလွတ်မှာမဟုတ်ဘူးတကယ်ပြောတာဒီကောင်နေအခုကြည့်လေဒါကျွန်တော်တို့ဘဲဘဲသွားသွားဒါကျွန်တော်တို့ပြည်သူတွေပေါ့နော်လမ်းသွားတယ်သွားတဲ့ချင်းမှာ အတွင်းငံမှာပါလို့ဖမ်းရတယ်ပတ်စံတောင်းတယ်ကဲဖြစ်တင်လာကြောပြောပြီးတော့ဖုန်းနေကိုဖုန်းကိုလေဗျာကိုဘကိုကြိုက်တဲ့ဟာကြိုက်တယ်လို့တိန်းထားမယ်ဗျာရိုက်ထားမယ်ဗျာဆိုတာဘာမှဒါကိုဖုန်းသူကလာပြီးတော့ဆွတ်ဖက်စရာအကြောင်းမရှိဘူးဒါပေမဲ့အဲ့ဖုန်းတွေကိုပေးစမ်းပတ်ဆွတ်ပေးစမ်းဂယ်လာရီဖွင့်စမ်းအင်းပြီးရင်ဒီထဲမှာပါရဟာဟဲ့ကဘသူနဲ့ဘာပြောထားရလဲဘာအာမက်ဆေ့ချာတွေကဆက်လိုက်ကြည့်ပြီးတော့ပြည်သူကိုငွေငွေညစ်တာတွေချိန်ချောက်တာတွေအကြက်ကင်တာတွေအရေးယူဖို့လုပ်တာတွေကတော်တော်လေးညွန်စရာကောင်းတယ်ဘာအခွင့်အရေးမှမရှိဘူးကျွန်တော်ပြည်သူတွေမှာအဲ့ကောင်တွေအုပ်ချုပ်နေတဲ့များကာလာပတ်လုံးဘာအခွင့်အရေးမှမရှိဘူး ဘာမှကိုပိုင်ခွင့်ရေးကိုပိုင်လွတ်လပ်ခွင့်ဘာတစ်ခုမှမရှိဘူးပေါ့နော်သူတို့လှုပ်ရှင်တိုင်းကိုသူတို့လုံနေကြတာအဲ့တော့အဲဥစ္စာတွေအမြန်ဆုံးအမြင့်ပြတ်ဖို့အတွက်ကလည်းဒီတွလိုင်းအောင်မြင်မှကိုဖြစ်အကြဒါလေးကိုလည်းဒါအားဆိုင်ပြကြဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်အားရစရာဘာလဲဆိုတော့ပြည်သူတွေရဲ့ဒီအခုဒါ boycott လုပ်တဲ့ဟာတွေပြီးရင်ဒါ social punishment လုပ်တဲ့ဟာတွေကအရန်ထိရောက်တယ်လို့ပြောတာသူတို့ဘက်ကဒီလောက်ထိဆက်ဆက်ခါဖြစ်တယ်ဆိုတဲ့ဟာကတော်တော်လေးထိရောက်သွားလို့အခုလောက်ထိစီဝေးတွေပါခေါ်ပြန်ပြီးတော့ကောင်တာလုပ်ဖို့အတွက်တွေပါသူတို့စီစဉ်နေရတယ်ဆိုကြတဲ့ကောတော်တော်လေးထိရောက်သွားလို့ အဲ့ဒါမျိုးတကယ်ဖြစ်တင်တာနောက်ခုကျွန်တော်ကအဲ့ဥစ္စာကိုပေါ့နော်ခေါင်းယုံမီးပုံစံမဟုတ်ဘဲနဲ့နောက်လျှောက်ကျွန်တော်တို့ဒီဇိုင်းမမတ်လှုပ်ဆောင်ကြဖို့လည်းရည်ကြီးတယ်ဗျစစ်ကောင်စီဘက်ကအခုလှုပ်တယ်ကျွန်တော်ဒီဘက်ကပြည်သူတွေဘွားပြတ်သွားရဲဆိုရင်အများကြီးရှိတယ်အဲ့လိုမျိုးဒီကောင်တွေလှုပ်လိုက်လို့ပေါ့နော်ဟိုအပြစ်ပေးတာမျိုးအာအိမ်နေချိတ်ပိတ်ပြစ်တာဘာညာအကုန်ပိုင်ဆိုင်မှုတွေတိမ့်ပြစ်တာဒါမျိုးပုံစံမျိုးတွေတို့ကအသက်ကုန်လှုပ်တာနော်အဲ့လိုလှုပ်လို့ဘွားပြတ်သွားကြတဲ့ကျွန်တော်ဒီဘက်ကတော်လန်ပြည်သူတွေလည်းအများကြီးရှိတယ်အဲဒီလိုမျိုးလှုပ်နေတာကိုသိရတဲ့ကျွန်တော်တို့ကဒီလောက်တောင်မှပြန်ပြီးတော့မတုံ့ပြန်နိုင်ဘူးဆိုရင်လည်းမဟုတ်သေးပြန်ဘူး ဒါကြောင့်ဘလိုပဲဖြစ်ဖြစ်ဒါစစ်ကောင်စီကအခုလိုမျိုးဒါအထိနာအောင်လုပ်နိုင်ခဲ့တဲ့အတွက်လည်းဒါပြည်သူတွေကိုကြီးကြီးလေးစားရမှာဖြစ်တယ်ကိုယ်ယူရမှာဖြစ်တယ်ပေါ့နော်။အဓိကတော့ကျွန်တော်တို့ဒါကောင်ယုံမီပုံစံမှာဖြစ်စီဖို့လိုတယ်။နောက်တစ်ခုကတော့စစ်ကောင်စီဟာဒီလိုမျိုးပုံစံလုပ်တတ်တယ်ဆိုတဲ့ဟာကိုကျွန်တော်သတိထားကြဖို့လည်းလိုတယ်။အဲဆိုတာကျောင်းပြည်တွင်းမှာရှိတဲ့ပြည်သူတွေကအရန်ခက်ခဲကြရတယ်ပေါ့နော်။ခုနကလိုဖုန်းတွေစစ်လိုက်အာပြီးရင်ဒါ Facebook မှာ like ကြည့်လိုက်အာအကောင့်တွေဝင်စစ်လိုက်အာ Messenger တွေမှာဝင်ကြည့်လိုက်နေဒါမျိုးပုံစံမျိုးတွေလောက်ခံနေရတာဖြစ်တဲ့အတွက်ခုနကလိုမျိုးပေါ့နော်။ ဒီတော်လိုင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတော်လိုင်းနဲ့ပတ်သက်တဲ့ဒါ Celery ရဲ့ post တွေမှာတွားပြီးတော့လိုက်ပေးတာမျိုးဒီအခုဒီ comment ပေးတာမျိုးတွေကစားစစ်ကောင်စီကလိုက်ဆောင်ကြည့်နေတယ်ဆိုရဟာကိုကျွန်တော်တို့သတိထားကြဖို့လိုတယ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ရှောင်းစရာရှားစရာနီလန်မျိုးတွေကတော့ရှိပါတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်သတိမပြတ်တော့ဒါလေးကိုခေါင်းထဲမှာထည့်ထားဖို့လိုတယ်စစ်ကောင်စီကအခုဆိုရင်အကုံလုံးကိုပတ်ပြီးတော့ချင်းချောက်ပြီးတော့ငါတို့ကိုလာထိရဲထိကြည့်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်တစ်ခုကစစ်ကောင်စီကသူ့ရဲ့လူကိုသူကာကွယ်ပေးနေတဲ့ပုံစံမျိုးတွေလည်းမြင်ရတယ် အဲ့ဒါပါလဲဆိုတော့ဒီဒီလိုမျိုးသူတို့တွေလှုပ်ခိုင်းလိုက်လို့လှုပ်လိုက်တဲ့အပေါ်မှာသူတို့တွေထိခိုက်သွားတယ်ပြည်သူတွေရဲ့အပြစ်ပေးခြင်းကိုခံရတယ်အဲ့ဒီအပေါ်မှာသူတို့ကပြန်ပြီးတော့ဒါ cover လှုပ်ပေးမဲ့ပုံစံမျိုးတွေလည်းမြင်တွေ့နေရတယ်ပေါ့နော်အဲကျွန်တော်ဘက်မှာလည်းအဲ့လိုလှုပ်ပေးကြဖို့လည်းရည်ကြီးတယ်ပေါ့နော်အဲကျွန်တော်ပြည်သူတွေခက်ခဲကြတယ်ဒုက္ခရောက်ကြတယ်ညာစစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကိုခံနေရတယ်အဲကြဒီပြည်သူတွေအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ကိုလည်းကျွန်တော်စီစီလုံးလုံးနဲ့အောင်မြင်အောင်တိုက်ပွဲဝင်ကြဖို့လိုတယ်။ကျွန်တော်မှစိတ်တက်ကြနေဖို့အချိန်တွေမရှိဘူးဗျ။ ကျွန်တော်တို့ဒီလိုဒီခြေအနေတွေမရောက်ခင်နဲ့ကိုကကျွန်တော်တို့အဆိုးဆုံးအနေထားနေစခဲ့ကြတာပေါ့နော်။အဲကြတော့အဲ့ဒီအဆိုးဆုံးအနေထားနေစခဲ့တဲ့အချိန်မှာငါတို့နိုင်မမလားဆိုတဲ့အတွေးတောင်မှမတွေးရဲကြဘူး။တကယ်ပြောတာဘာဖြစ်လို့လဲဆိုတော့တနက်တွေနဲ့ပြစ်နေတဲ့နေရာမှာလေးကွက်တွေနဲ့လိုက်ပြန်ပြစ်နေရဂျင်းကလေးတွေနဲ့ပြစ်ရတယ်။အဲ့ဟာနေစခဲ့တာဗျ။အဲ့လိုမျိုးစခဲ့တဲ့အနေထားနေငါတို့ဒီခြေအနေထိရောက်ပါမလားဆိုပြီးတော့တွေးမိခဲ့ကြမှာမဟုတ်ဘူး။ဒါပေမဲ့အခုလက်ရှိဒီခြေအနေထိရောက်လာပြီ။ကျွန်တော်တို့တိမ့်ပတ်ထားတဲ့မြို့တွေရှိလာတယ်ကျွန်တော်တို့တက်ဖွဲ့တွေအင်အားပို့ပြီးတော့တောင်းနှင်းလာတာတွေအများကြီးရှိလာတယ်လက်နက်ခဲယမ်းတွေပို့ပြီးတော့ပြည့်စုံလာတယ်အဲ့တော့ကျွန်တော်တို့မှဆက်ပြီးတော့ မျောလင့်မယ်ဆိုရင်အများကြီးမျောလင့်လို့ရတယ်ဒီပုံစံတိုင်းကျွန်တော်တို့ဆက်သွားနိုင်ကြဖို့တော့အရေးကြီးတယ်ဗောနော်ကျွန်တော်မှစိတ်သက်ကြစရာအချိန်မရှိဘူးကျွန်တော်စိတ်သက်ကြနေဖို့လည်းအချိန်မရဘူးဘာလို့စစ်ကောင်စီကလည်းအခုရွေးကောက်ပွဲတအားကတ်လာပြီကတ်လာတာဖြစ်တဲ့အတွက်သူတေချာပေါက်ထိုးစစ်စင်တာတွေဇက်တိုက်လုံပါအဲ့လိုလှုပ်လာတဲ့ခါကျရင်ကျွန်တော်တပ်ဖွဲ့တွေကအကောင်းဆုံးကြော်ဖြတ်နိုင်ဖို့လိုတယ်ဒီတချီမှကျွန်တော်တို့ပြပြပြနဲ့အောင်မြင်အောင်ကြော်ဖြတ်နိုင်ဖို့ရည်ကြီးတယ်အဲ့တော့အဲ့ဟာအတွက်ကိုပဲကျွန်တော်တို့အာယုံဆိုင်ကြစေခြင်းနဲ့ဒါရင်းအောင်မြင်ဖို့အတွက်ကိုပဲအာယုံဆိုင်ကြစေခြင်းနဲ့ တခါတလေမှာကျွန်တော်တို့ဒါဆုတ်ပေးလဲရတာရှိမယ်ပြန်ပေးလဲရတာရှိမယ်အကြောင်းရှိလို့အကျိုးဖြစ်လာတာပေါ့နော်အဲ့ဒီပုံမှာလိုက်ပြီးကျွန်တော်တို့စိတ်တကြနေလို့တော့မရအောင်တယောက်စိတ်တကြနေရင်ကျွန်တော်တို့ကဝိုင်းပြီးနှစ်သိမ့်အားပေးဆွဲထူမယ်ဒါပဲကျွန်တော်တို့တပ်ဖွဲ့တွေစိတ်တကြကျွန်တော်တို့ပြည်သူတွေကဆွဲထူမယ်ကျွန်တော်တို့ပြည်သူတွေစိတ်တကြအခုတော်လိုင်းတပ်ဖွဲ့တွေကျွန်တော်ပြည်သူတွေကိုပြန်ပြီးအားပေးကြဒီလိုပုံစံမျိုးနဲ့ပဲကျွန်တော်တို့ရှေ့ဆက်ကြရမှာပေါ့နော်အဲ့ဒါကြောင့်မလို့လုံးဝစိတ်တကြစရာမလိုဘူးစစ်ကောင်စီဘက်ကအဲ့လိုပုံစံမျိုးအရန်ဖြစ်စေချင်တာအဲ့တော့မင်းတို့ဖြစ်ခိုင်းစေချင်တဲ့အတိုင်းငါတို့မဖြစ်ဘူးကွာဆိုတဲ့ပုံစံမျိုးကိုအမြဲတမ်း ်ပြကြဖို့လိုတယ်ဆိုတာကိုဒီနေ့ကနေပြောချင်ပါပြီဗျအားလုံးပဲကျေးဇူးတင်ပါတယ်